လွတ်လပ်ဖို့အနေထားရှိပါပြီပြည်သူတရားလုံးဝလည်းလုံးဝမခံကျင်စိတ်တွေရှိနေပြီဆိုတော့အခြေအနေတွေကပြောင်းလဲမယ်ဆိုရင်ဝုန်း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 နဲ့ပြောင်းတတ်တယ်နော်အောက်ဆိုတော့လူတွေကမခံကျင်စိတ်ကနေရတနိုင်ငံလုံးမှာကအပြင်းထန်ဆုံးဖြစ်နေပြီဖြစ်လာရင်တွေ့ရဒါဝချုံဆွဲပြီးတော့တွေ့တဲ့စစ်စခန်းတွေ့တဲ့ရဲစခန်းတွေ့တဲ့စစ်သားစစ်ခွေးအကုန်အကုန်ရှင်းကြမယ်လူတွေကြီးပဲရှိတယ်ဆိုတော့ကျွန်တော်တို့သိတယ်အဲ့တော့ကျွန်တော်တို့ကပြည်သူကိုပန်ကြားခြင်းနဲ့အလွန်ဆိုးပြွားတဲ့သွေးချောင်းစည်းပွဲကြီးကျွန်တော်တို့မဖြစ်ချင်ဘူးမဖြစ်စီလို့ ပြည်သူကနာကြီးမှုအပြင်းထန်ဆုံးဘယ်လောက်ပဲရှိပါစေနော်အခုကျွန်တော်တို့မကြခင် မင်းအွန်လိုင်းထွက်ပြေးလို့ဖြစ်ဖြစ်စစ်ဘုရားတစုကသူတို့ချင်းချင်းပြန်လဲပြတ်တက်လို့ပဲဖြစ်ဖြစ်တစုံတရာကြောက်လုံးဝထိတ်သီးပြိုလဲပြိုကွဲသွားပြီဆိုရင်တိကျတဲ့အောက်ခြေတက်အားလုံးကဖျို့ဖျဲဗျမ်းပတာအသီးသီးနဲ့လက်နှချရူချတနက်တွေဖွဲ့ပြစ်ပြပြေးလို့ပြေးကိုကိုတက်တည်တယ်လို့သိအကုန်လုံးတကယ်ကိုဘရုံးတောင်းကဒီရောတော့ဘာနဲ့အချိန်ဟာတရက်နှစ်ရက်သုံးရက်တော်တဲ့မှာတနင်္ဂနွေလုံးဖျို့ဖျဲဖြစ်သွားနိုင်ရည်ရှိပါတယ် ဒါပေမဲ့ကျွန်တော်တို့မှာပကပပါပါရီပြည်သူ့ကကွယ်တပ်ဖွဲ့တွေကနေရာနဲ့မှာစနစ်တကျတော့ရှိနေပြီဖြစ်တယ်။တိုးတော့တိုးတော့ဆိုတာအင်အားအင်မတန်ကြီးမားတဲ့ပြည်သူတန်ပေါင်း340ကနာကြီးမှုအမြင့်ဆုံးရောက်နေတဲ့အချိန်ဖြစ်လို့ထိတ်တီးပိုင်းမင်းအွန်လိုင်းထွက်ပြေးစီဖြစ်စီသူ့အချင်းချင်းကပြက်ကတ်တက်ပြလိုက်လို့ဖြစ်စီအကြောင်းမျိုးတစုံတရာကြောက်နော်ကျွန်တော်တို့ drone နဲ့ဘုံကျဲလို့တခုဘဲကျုံလို့တစုံတခုဖြစ်သွားသည်ဖြစ်စီဖီအိုဖီဖြစ်သွားတာနဲ့ပြည်သူလူထုဟာ ြည်သူ့ကာကွယ်တပ်ဖွဲ့တွေပကပပအဖွဲ့တွေအမျိုးသားညီညွတ်ရေးအစိုးရရဲ့အချိန်နဲ့တပြေးညွှန်ကြားတဲ့ညွှန်ကြားချက်တွေအတိုင်းအတိအကျလိုက်နာလှုပ်ဆောင်ဖို့လိုတယ်လို့ကျွန်တော်အခုကတည်းကကြိုပြီးတော့ပန်ကြားချင်ပါတယ်တွေ့ရတင်ချင်ဒါမဆိုင်ဆိုပြီးတွေ့ကျွန်တော်တို့ဒီမျိုးပြတိုက်ပွဲတွေတင်းတဲ့အချိန်မှာသူ first ဂျမ်ဖက်တက်ကလက်နက်နဲ့ခု